မတ်လ28ရက်နေ့မွန်လွဲတနအေဝန်ကျင်ကစကိုင်းမြို့အနီးဆယ်မှန်ခန့်ကိုပို့ဖို့ပြုပြီးအင်အားပြင်းငလင်လုတ်ခတ်ခဲ့တာကြောင့်စကိုင်းနယ်မန်လေးကိုဆက်တွယ်ထားတဲ့နစ်ပေါင်း90ကျော်တပ်တန်းရှိစကိုင်းတသားအင်ဝတသားပြိုကျပျက်စီးခဲ့တယ်လို့စကိုင်းမြို့ပေါ်ရှိအဆောက်အဦပြိုပြက်တွေကြားပိမိနေသူတွေကိုမကယ်ထုတ်နိုင်သေးဘူးလို့စကိုင်းမြို့ခန့်တွေစီကသိရပါဗျာ။ပေါ်လာလို့လည်းပြန်ရပြန်လာလို့လည်းအေးလို့ရအောင်လေ။မင်းကစောစတဲ့လို့ကပြန်လာလို့တရဆ ိုက်တယ်အဲ့လိုရှိတယ်။နိုင်ဝတ်ကတမိုင်ကလုပ်တာလေ။တေသိလုပ်တဲ့တေသိလုပ်တဲ့ဤတကားကြည့်တော့အဲ့စရိုင်းဇာတ်ကိမဲ့တာဟောခုဘောက်ရောက်ရောက်ရည်ရဲ့ဘောက်ကဒီအင်းရောကျိုးချောင်းလာအဲ့ပေါ်ဆိုတာအမစကလီဖာမင်းတော်ကောင်းပြီးတော့နော်အဲ့ကလီအဲ့ဘူးချိုကလီဘောလို့ခုချိန်ထုံးရတယ်ဟောအဲ့စရိုင်းဝါလေးပလီတီးတယ်နေတော့ဆုံးမိနေတယ်အဲ့ ပဲပြောရင်ပေဒရာမျိုးကလည်းခွင့်ရှိတော့ဒီလိုမျိုးပြီးသွားတယ်မိသက်ကဟာစီရောနေတကယ်ကုညီရမယ့်မိသက်ကတဲ့ပြင်မိနေတယ်ဘလို့သွားပြောသွားတော့မဟုတ်ဘူးအဲငါအဲ့မိသက်ရောအမောစတိုင်းမှာချီတော့ဦးတယ်ပါပဲတက်တော့စတိုင်းအရှိပိုင်းနဲ့ငါထက်ကြီးဖျားဝန်းကျင်မှာကြီးခိုက်ပစ္စည်းမှုဆိုးရွားပြီးမင်းကုန်းမှာလည်းကြီးခိုက်ပစ္စည်းမှုများသလိုအတေအပြောက်တွေလည်းများနေတယ်လို့သိရပါတယ်။အဤအတွက်ကိုတော့ DBB ကနေဆက်လက်မြင်းမြန်းနေပါတယ်။ ကလင်တန်းကြောင့်မင်းကုန်းမြတ်တင်းတန်းစီကြီးပထူတော်ကြီးမင်းကုန်းဆရာတော်ကြီးတည်င်းသုံးခဲ့တဲ့မင်းကုန်းတိနီကျောင်းခေါ်တိပိကနီကာယကျောင်းတိုက်တိန်လွမ်းစီကြီးနဲ့တတနိကအဆောက်အဦတွေပြူကြပစ္စည်းခဲ့တာဖြစ်ပါတယ်။နှစ်ပေါင်း90ကျော်တတန်းရှိစကိုင်းတသားဟောင်းပြူကြပစ္စည်းတာအပြင်စကိုင်းတသားတစ်လက်အကွဲရတွေချနေတာကြောင့်ဖြတ်တန်းကျွာလာလို့မရပဲဇက်နဲ့ရွှေကျက်ရဖျားကနေအေယဝတီမြက်ကိုဖြတ်တန်းကျွာလာနေရတယ်လို့ဒေသခံတွေကပြောပါတယ်။ ပါရေဘွာအတစ်ကတော့နေတွေ့တိုင်းရေဘွာထားအဲ့တိုင်းရှယ်ပါဘွာအဲ့တော့သက်ဇက်နဲ့ကူရရမှာဘွာလဲဥပမာလေဖြူပြောပါဘွာဆက်ဆိုတာနေကိုအကြီးစားပဲအဲ့လိုအဲ့အဲ့ဇက်နဲ့အဲ့ရှင်ကျဲဖျားနေပြီးတော့အကျိုးဘွလို့ပြရအောင်ဘွာလဲဘွာဟိုကဟိုကဘဘကလူတွေ့တာဘဘကလူဟိုကဟိုအကျိုးဘွလို့ပြရအဓိကစကိုင်းသားနှစ်ဆင်းလုံးကကျိုးသွားရေဘွာကျိုးသွားဆိုတော့နေဘလုံးကဘလုံးကဟိုနေဟိုကစကိုင်းနေမင်းလေးကကူလို့မရတော့ဟုတ် တော်များလို့ရေစုပေါ်လာလို့ရေမလေးမအိတ်ကြွားကွာဘုံကအဲ့ဒီစကိုင်းနဲ့မလေးမနေကြလို့ရေအခေါ်တော့မလို့ပြောကွာအဲ့ channel ဒီလိုတော့အမလေးမအိတ်ရတာကွာဒါလေးဘယ်သူကအလယ်တူသားသားပြန်အောင်ဘယ်လိုဖလင်တန်ကြောင့်စကိုင်းကောင်းမှုတော်ဖျားစိန်ဖူးတော်မြေခခဲ့ပြီးစကိုင်းမျိုးပေါ်ကတကိုးကြီးဖျားစီကြီးတွေနဲ့အဆောက်အဦတွေအများအပြားထိခိုက်ပျက်စီးပြီးဒေသခံတွေပိတ်မိနေဆဲဖြစ်တယ်လို့သိရပါတယ်။မနေ့ကလုခတ်ခဲ့တဲ့ပြင်အား9.9ရစ်ချက်တာစကေးရှိငလင်နဲ့နောက်ဆက်တွဲငလင်တွေကြောင့် စကိုင်းမန္တလေးနေပြီးတော့တောင်ကြီးနဲ့ပဲခူးတော့မှလူတေဆုံးမှုရာနဲ့ချီရှိနေပြီးထိခိုက်ပျက်စီးမှုအများပြားရှိခဲ့ပါတယ်ကျမဟနာပါပူပိုင်ချောင်းရွာတွေအောက်ထဲမှာကလေးတွေပိတ်နေတာကြာကြည့်ပါအောင်ဖျက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 ်ဟုတ်ဟုတ်ဖျက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 ်ကလေးတွေကြမ်းပါပါကြာဖျက်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 